အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ပြူတိုက်ပွဲစစ်တပ်အထိနာပြီးစခန်းအချို့ဆုတ်ရလို့လေကြောင်းအနေရသတိထားကြဖို့စစ်ရှောင်းအရေးဆောင်ရွက်သူတွေသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ပြူမျိုးနဲ့တိုက်ပွဲမှာစစ်တပ်အထိနာပြီးတက်ဆွဲထားတဲ့နေရာတွေကနေစုခွာနေရတာကြောင့်ရခိုင်ပြည်နယ်အတွင်းလေကြောင်းအနေရပို့ပြီးသတိထားကြဖို့စစ်ဘေးရှောင်တွေကိုကုညီနေသူတွေကသတိပေးပါတယ်။ အရကတက်တော် AA နဲ့အာနာသိန်းစစ်တပ်ဟာကြောက်ဖြူမျိုးနဲ့မြင်းပြင်ရွာနဲ့တိုင်ချောင်းရွာတွေနားမှာတိုက်ပွဲတွေပြင်းထန်ဖြစ်နေတယ်လို့ရခိုင်သတင်းရင်းမြစ်တချို့ကပြောပါရယ်အခြေအနေကတော့သတင်းတွေထွက်တဲ့အတိုင်းပဲကြောက်ဖြူမှာကတက်တော် AA ဘက်ကနေပို့ပြီးဖိထားတယ်စစ်တပ်ဘက်ကစုပ်ပေးလိုက်ရတဲ့နေရာတွေရှိတယ်ရှေ့တန်းကိုရောက်လာတဲ့ကောင်းတွေကလည်းဖိသူစစ်တင်းတန်းစင်းတွေများတယ်ဆိုတော့ပြေးကြတာပဲအလင်းဝင်တာတွေလည်းရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တအူကပြောပါရယ် နိုဝင်ဘာလ19ရက်နေ့ကမင်းပြင်းရွာအနီးတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းဖျက်သွားပြီးတဲ့နောက်ညပိုင်းအထီလေးကြောင်းကနေအပြင်းထန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ14ရက်နေ့က AA ကယာယီဆုတ်ခွာခဲ့တဲ့မင်းပြင်းရေဒါစခန်းရှိမှာဝါဒဖြန့်တပ်ပုံရိုက်နေတဲ့စစ်သား20လောက်ကို AA ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အားလုံးနှိပါးတေဆုံးခဲ့ပါတယ်။ကျန်တဲ့စစ်သားတွေကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးရွာပတ်ဝန်းကျင်ကိုစီးနှင်းတိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တာပါ။၁၉ရက်နေ့ကတိုက်ပွဲမှာဆက်ရောက်ကြော်ဖမ်းမိခဲ့တဲ့လက်နက်တွေလည်းရရှိခဲ့တာရှိတယ်။လက်ရှိမှာမင်းပြင်းရွာတဝိုက်မှာစစ်ကြောင်းတွေပြန့်ကျဲနေပြီးတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ရခိုင်တရင်ရဲ့ပြက်ကပြောပါရယ်။တိုက်ပွဲမှာအထိနာနေတဲ့စစ်တပ်ကနိုဝင်ဘာလ၁၈ရက်နေ့မနက်ပိုင်းကနေညနေပိုင်းအထိကြောက်ဖြူမြို့နယ်တွေကနေရာ၅နေရာထပ်မံတွေကိုလေရင်တွေစူဆိုက်ထရုံးတွေနဲ့ပုံချေခဲ့ပါရယ်။ဒါပြင် လက်နက်ကြီးတွေနဲ့လည်းဖြစ်ခတ်ခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကြားပြင်အော်တိုဘာလကုန်ပိုင်းကနေနိုဝင်ဘာလလယ်ပိုင်းအထိရခိုင်ပြည်နယ်ကမင်းပြားပုံနာကျွန်ရတေတောင်မြောက်ဦးကျိန်တလီမျိုးတွေကိုစစ်တပ်ကလေကြောင်းရေကြောင်းလက်နက်ကြီး drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့အရတား25ဦးထပ်မံတည်ဆုံခဲ့ပါတယ်။စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာ MTAA, TNLA တို့နဲ့အပြစ်ရပ်ပြီးတဲ့နောက်စစ်စစ်ရေးနှင်မီအချို့ တုံသွားခြင်းကိုအခွင့်ကောင်းယူပြီးလေကြောင်းတိုက်ခတ်မှုတွေအရှိန်မြင့်လာတယ်လို့ AA ကအောက်တိုဘာလ31ရက်မှာထုတ်ပြန်ပါတယ်။စစ်တပ်ဟာလူလူအပေါ်ကန်းကုံအောင်ရက်စက်ရုံမာနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စေုပ်စုရဲ့လေကြောင်းရေကြောင်းလက်နက်ကြီး drone များတိုက်ခတ်မှုတွေကိုသတိပြုကြဖို့တိုက်တွန်းထားပါတယ်။ DNLA MNTAA တို့ ਨੇ အပြစ်မရက်ခင်မှာလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လုပ်ခဲ့တဲ့အလို့ရမျိုးကိုစေအုပ်စုကရက်ခိုင်ပြည်နယ်မှာကျူးလွန်လာနိုင်တယ်လို့ရက်ခိုင်ပြည်နယ်မှာစစ်ပေးရှောင်တွေကိုကူညီနေတဲ့စာရေးဆရာဝေခင်အောင်က လူမှုကွန်ရက်ကနေအတည်ပြုထားပါတယ်။ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာကွန်ပြူပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။